ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် Health Face ကနေကြိုဆိုပါရစေပရိသတ်တွေအကျမ်းမာရေးအတွက်အမြဲတမ်းဆွေးနွေးပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့သသားမိမိလေးတွေအတွက်ကိုသူတို့ရဲ့အရွယ်လိုက်ထိုးနှံပေးရမယ်ကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ဖြစ်ပါတယ်အဲ့တော့ကာကွယ်ဆေးထိုးနှံတဲ့အပိုင်းတွေမှာခလေးတွေမှာသူတို့ရောက်တဲ့အသက်ရွယ်အပိုင်းခြားနဲ့ပတ်သက်ပြီးတော့တိတိကျကျသတ်မှတ်ထားတဲ့ကာကွယ်ဆေးတွေဆိုတာရှိပါတယ်ဒါတွေကိုရောက်တဲ့အသက်လိုက်မဖြစ်မနေထိုးနှံရမယ့်အပိုင်းတွေရှိတဲ့အတွက်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးနိုင်ဖို့အတွက်ပန်းလိုက်မိသားစုစည်းကမ်းရဲ့ clinical director ဖြစ်တဲ့ဆရာဒေါက်တာထက်အောင်လိုင်းနဲ့တွေ့ဆုံပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင် ဆရာမင်္ဂလာပါဟုတ်မလာဝင်းထမင်္ဂလာပါမင်္ဂလာပါရှင် Hi Fix Spot ဟုတ် MRD Before ပြည်သက်များအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာထောင်းလိုင်းပါကျွန်တော်ကတော့မိသားစုဈေးပညာသမားတော်ပါ ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီတစ်ခေါက်မှာခလေးရေကာကွယ်ဆေးပေါ့နော်ဆရာအဲကာကွယ်ဆေးထိုးပြီးဆိုလို့ရှိရင်ဟိုကို့တသားမျိုးလေးအသားလေးကနုနုလေးအဲအကြီးနဲ့ထိုးရတော့မေမေအဲ့ချိန်ဆိုလို့ရှိရင်ဟိုပုံနေမှာအောင်ရှိရသူတို့ပူခံစားရတယ်ပေါ့နော်ဆရာအဲ့တော့ကာကွယ်ဆေးရလေဆရာအဲ့ဟိုရောက်တဲ့အသက်လိုက်ထိုးနိုင်ရရဆိုတာရရှိတာပေါ့နော်လမ်းညွှန်ချက်တွေကအဲ့ဒီမှာလူတွေကဘာဖြစ်တယ်လဲဆိုတော့တစ်ခါတလေကြာရင်ဟိုကာကွယ်ဆေးကိုထိုးလိုက်တယ်ပ အဲတတ်မှတ်ထားအချိန်ထုတ်လိုက်တယ်ဒါပေမဲ့နောက်တစ်ခေါက်ပြန်ပြီးလာရမယ် follow up လိုက်ရမှာရှိနေတယ်ဆိုတော့လိုအပ်သွားတာမျိုးလိုပြပြဝဝမလုံးလိုက်နိုင်တာမျိုးတွေရှိတတ်တယ်ပေါ့နော်ဆရာအဲ့တော့အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးပေးပါအောင်ဆရာဟုတ်ကဲ့ပါဟုတ် so ဟုတ်ပါတယ်အခုမလာဝန်ထမ်းမိတဲ့မိကောလည်းအရင်ကောင်းတယ်ပေါ့နော်ကျွန်တော်စိတ်ခမ်းမှာဆိုလို့ရှိရင်လည်းမိဘတွေလာကြတဲ့မိမိဖေဖေတွေသူပထမကလေးကနှစ်လမှာတော့ကာကွယ်ဆေးထိုးထိုးရမှာကာကွယ်ဆေးထိုးထားတယ်ပေါ့နော် so လေးလကာကွယ်ဆေးမိွားလဲဆိုအဲ့ဒါဆိုရင်ဆက်ထိုးတင်မထိုးတင်ဆိုတဲ့မိကောမျိုးပေါ့နော် so ကျွန်တော်အနေနဲ့ဟို body အဖြစ်အဖြစ်မှာဆိုတော့ထိုးတင်ပါတယ် ခုနပြောကြိုကာကွယ်ဆေးကတချို့ကာကွယ်ဆေးဒီနှစ်ကြိမ်ထိုးရမယ်တချို့ဆေးတို့သုံးကြိမ်တချို့ဆိုရင်ငါးကြိမ်ပေါ့နော်သူရဲ့ဆေးပုံမူတည်ပြီးသွားရတယ်ဟုတ်ကဲ့ so the the dose to bb ဆိုရှင်ကျွန်တော်တို့အလားခနာကိုအတွက်ကအမီးတဘောပဲရှိသေးတယ်ဒါပေမဲ့အလားကျွန်တော်တို့က boost မလုပ်ဘူး second dose ပြန်မလိုက်ဘူးဆိုရင်အချိန်ကြာသွားပြီဆိုလို့ရှိရင်တော့ခနာကမမတ်မိတော့ဖြစ်တဲ့အဲ့တော့သူတို့ထပ်မတ်မိအောင်ဆိုပြီးကျွန်တော်တို့ထပ်ထိုးရတယ်ဆိုတဲ့ဘောပါဆိုကျွန်တော်တို့အနေနဲ့ဟိုတတ်မှတ်ထားတဲ့ dose အတိုင်းတော့ထိုးစေချင်ပါတယ် ဟုတ်ကဲ့ပါဆရာအဲ့တော့လေဟိုကာကွယ်ဆေးထိုးပြီးလေဆရာဖြစ်တတ်တာခက်ခလေးပေါ့နော်ခလေးမှာဆိုလို့ရှိရင်ကာကွယ်ဆေးထိုးပြီးမှခလေးကမှိန်သွားတယ်ကိုလေးနှွေးရဖျားရအဲ့လိုလိုနည်းနည်းဟို feedback လေးရှိတတ်တာပေါ့နော်ဆရာအဲ့ဒီအပိုင်းကြီးကြတော့မိဘတွေစိုးရိမ်တာရှိတော့လေဆရာမေးချင်ပါတယ်ဒီမိကွန်းကတော့အရန်ကောင်းပါတယ်ဒါကျွန်တော်တို့ practice မှာပေါ့နော်အများတိုင်းကြုံတွေ့ရနေပြဿနာပေါ့နော်မိမိဖဖေးလေးစိတ်ပူရာကဆိုဒီကာကွယ်ဆေးထိုးလို့ရှိရင်ဘာ side effect ပေါ့နော်ဘေးထွက်ဆိုကြရှိမလဲဆိုလဲမိကွန်းပေါ့နော်ဟုတ်ကဲ့ဆိုကျွန်တော်တို့အနေနဲ့ပေါ့နော်အခုကျွန်တော်တို့ထိုးနေတဲ့ကာကွယ်ဆေးတိုင်းဒီ ဟို side effect မရှိတဲ့လောက်တော်တော်ကိုနေပါတယ်ကျတို့အခုရှိခဲ့ရင်တောင်မှကျတို့ဒါ side effect မဟုတ်ဘဲနဲ့ကျတို့ဘာခေါ်မလဲဆိုရင်ကာကွယ်ဆေးထိုးထားတဲ့အခါမှာခန္ဓာကိုယ်က reaction လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ဆိုကာကွယ်ဆေးထိုးပြီးပြီဆိုလို့ရှိရင်အများစုတွေ့ရတာတော့ကုပူချိန်တက်တာပေါ့ဆိုကုပူချိန်တက်တယ်ဆိုတာက ခန္ဓာကိုယ်ကဒီကာကွယ်ဆေးကိုတုံ့ပြန်တဲ့အနေလက္ခဏာပေါ့နော်စိုးရိမ်လက္ခဏာမဟုတ်ဘူးဆိုကျွန်တော်အနေနဲ့ကာကွယ်ဆေးထိုးပြီးလို့ကုပူချင်းတက်တာဒီအလွန်ဆုံး၃ရက်အလွန်ဆုံး၂ရက်၂ရက်ထပ်တော့မကျော်တဲ့အောင်ပေါ့ဆိုကာကွယ်ဆေးထိုးပြီးကုပူလာ၂ရက်ထပ်ကျော်နေပြီဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တစ်ချက်ပြန်တွေ့ပေးပါဟုတ်ကဲ့ဆိုကလေးကကုပူရှိရဆိုကျွန်တော်တို့နည်းနည်းလေးဆေးထိုးရနားလဲဆိုတော့ပါရာစီတမိုတစ်ခုနဲ့ကျွန်တော်တို့ထိမရပါတယ်ဟုတ်ကဲ့ပါဆရာမိဘတွေကလည်းဆေးထိုးပြီးမှရတခုဆိုလို့ရှိရင်เนาะဟုတ်ကဲ့ပါဟုတ်ဆေးပူတာနောက်တစ်ခုအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဖြစ်တာပေါ့เนาะဆရာဟိုလူတွေကဒီကာကွယ်ဆေးထိုးတယ်ဆိုရ ရာကိုဩဒီပိုးကြီးကိုခန္ဓာကိုယ်ထဲထည့်တယ်ဆိုရဲဟိုအကျန်းပြင်းအမြင်ကြီးရှိရှိတာပေါ့နော်ရှိတော့အာဒါဆိုရင်တော့ဒီယောဂတွေးလို့ရှိရင်လည်းတော်တူထွက်လာမှာပဲအဲ့ဒါကြီးဘာလို့မရှိတဲ့အချိန်ကြီးမှာတိုးတိုးပြီးတော့လုံးပါလဲဆိုရဲဟိုစဉ်းစားစရာကြီးဖြစ်လာရပေါ့နော်အဲ့ဒီကနေကာကွယ်ဆေးကိုရှောင်တာမျိုးကြီးလည်းဖြစ်တတ်တယ်ဆိုတော့ဒီအယူဆရဲ့အမှန်အတိုင်းကိုလည်းဆရာကနေပြဆွေးနွေးပေးပါဟုတ်ကဲ့ပါဟုတ်ဆိုတချို့မိမလေးပေါ့နော်ဟုတ်ပါတယ်တို့ဟိုမေးပါတယ် ဟိုဥပမာနဲ့ကြောက်တခုပဲမှဆိုရင်ကျွန်တော်ရေကြောက်ကာကွယ်ဆေးပေါ့ဟုတ်ကဲ့ဆိုတော့တချို့ကြောက် plus personia ဆိုတော့ရေကြောက်ကာကွယ်ဆေးထိုးဖို့လိုလို့လားပေါ့ဥပမာသူတို့အိမ်ပြက်ကလေးဆိုရေကြောက်ဖြစ်ပြီးတော့ကောင်းသွားတယ်ပေါ့နော်အဲ့ငါကာကွယ်ဆေးထိုးဖို့မလိုဘူးပေါ့ဆိုတဘာဝအလျောက်ယောဂဝင်ပြီးတော့ဒီအဲကောင်းသွားတော့လိုချင်တာကောင်းသွားလိုချင်တာပေါ့နော်ဆေးလည်းမထိုးချင်ကြဘူးပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီမိကုန်းလေးကိုကျွန်တော်သွားမယ်ဆိုလို့ရှိရင်တော့ထိုးထားတာတော့ကျွန်တော်ပိုကောင်းတယ်ဆို တို့ကာကွယ်ဆေးထိုးရဆိုတာတကယ်တကယ်ကြတော့ဒီကာကွယ်ဆေးရဲ့ formula ကကလေးအတွက် NDA ရှိရမယ့်ဒီ toxin လို့ခေါ်တဲ့အဆိပ်ပါလေအပိုင်းကိုတို့ဖယ်ပြီးသားဒါပေမဲ့သူရဲ့အကောင်ရဲ့အခွန်လေးကိုတို့ခန္ဓာကိုယ်ထဲကိုထည့်ရပေါ့နော်ဒါတို့အကြမ်းမြင်ပေါ့ဆိုပြောချင်တာကရေကြောက်ပေါ့နော်ဖြစ်ခဲ့တယ်ဆိုရင်တို့ဘာကိုကြောက်လဲဆိုရင်ရေကြောက်ဖြစ်တဲ့ကလေး၁၀ယောက်မှာကလေးအနည်းစုပေါ့တို့၂ယောက်၃ယောက်လောက်ကဖြစ်ခဲ့တယ်ဆိုရင် ကျွန်တော်ခုနပြောသလိုအုံနောက်အမိပါရောင်တက်တယ်ကျွန်တော် complications တွေဝင်တက်တယ်နောက်တစ်ခုကကျွန်တော်ပါလဲဆိုရင်ပချိတ်ရောဂါပေါ့နော်ပချိတ်ကကျွန်တော်ပါဆိုတချို့တော့ကလေးလေးပချိတ်ရောက်တယ်ပချိတ်ရောက်ပြီးတဲ့အခါမှာတချို့ဘလို့ comedy ကျွန်တော် cleaning ငယ်လေးဆိုတို့ဂျိုးပေါ်တာဥမှာတို့ကိုက်တယ်တို့အထက်ကဘာကြောက်လဲဆိုလို့ရှင်အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုရင်တို့နောက်တစ်ချိန်အရွယ်ရောက်လို့အိမ်တောင်ပြုတ်ပြီးကလေးယူတော့မယ်ဆိုလို့ရှင်ကလေးမရတဲ့အားမျိုးဖြစ်တယ်အဲ့လောက်တိကိုဖြစ်နိုင်တယ်နော်ဆိုအဲ့ဒါကြောင့်မကျွန်တော်တို့ကဒီယောဂဝင်ပြီးတော့ဒီခုခုခံအထုထွက်တာနဲ့ ဟိုကာကွယ်ဆေးထိုးထားခြင်းအပြင်တော့ကာကွယ်ဆေးထိုးထားတာတော့ကျွန်တော်ပို့ပြီးတော့ဆေးဖြစ်တယ်ပေါ့နော်အဲ့ဒီခုပါအဓိကတော့ဆုံးခြုံပြောလိုက်မယ်ဆိုလို့ရှိရင်တော့ကာကွယ်ဆေးထိုးထလာတဲ့အကောင်ဆုံးပဲယောဂဝင်ပြီးမှထွက်တဲ့ဟိုကျတို့ immunity ကတော့ကောင်းလွန်ကောင်းပြီမယ်ဒါပေမဲ့ကိုယ့်ရဲ့ခလေးကခုနကပြောလဲလူနည်းစု complications တခုဝင်ခဲ့ပြီဆိုလို့ရှိရင်တော့ဟို မကောင်းပေါ့ဗျာသူတို့ရဲ့ဒီအနာကကြမ်းရဲ့အတွက်ဟုတ်တယ်နော်ဆရာဟိုလိုအပ်လို့သားဒါကာကွယ်ဆေးရယ်လို့နော်လူရဲ့တတ်မှတ်ပြီးထွက်လာဆိုတော့လည်းထူးနန်တင်ပါတယ်ဟုတ်ကဲ့အဲ့တော့ဆရာနောက်တစ်ခုကဒီကာကွယ်ဆေးကြီးထိုးပြီးသွားခုနကလိုမိမိတည်းမှတ်ရတာများရပေါ့သူဖြစ်ဟိုအရွယ်သိပ်မကွာတဲ့ခလေးငယ်ရှိတဲ့မိသားစုဆိုပို့သွားဖြစ်ဒီကလေးကလည်းမကြိုက်ဒီအရွယ်ရောက်မယ်သူ့ကိုလည်းကာကွယ်ဆေးကိုလည်းကာကွယ်ဆေးထိုးသွားမိမိတည်းမှတ်ရအရင်များရပေါ့နော်အဲ့မှာဘာဖြစ်လဲဆိုတော့ဟိုခလေးတွေရဲ့စိတ်မှတ်တမ်းလေးတွေကိုမသိမိတာမျိုးတို့ဘာဖြစ်တတ်တယ်ဆိုတော့စိတ်မှတ်တမ်းသိမ်းတာကလည်းဟိုကာကွယ်ဆေးထိုးတဲ့ process မှာတော်တော် အရေးပါတယ်ပါတယ်ထင်ပါတယ်ဆရာအဲ့ဒီပိုင်းကြီးဆွေးနွေးပြီးဟုတ်ဒီအပိုင်းကြီးလည်းအရန်ကောင်းတယ်ဗျမလောင်ဝဲပေါ့နော်ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ကျွန်တော်စီးခိုင်းမှာတစ်ခါကျရင်မေမေလေးစီးလာထိုးလဲဒါပေမဲ့တို့အရင်ကထိုးထားလဲကာကွယ်စီးထိုးကပြတ်ရှိတယ်ဆိုရင်တော့မရှိကြတော့ဘူးဆိုပေါ့နော်ကျွန်တော်အရင်ကြလို့ရှိရင်ဒီကလေးဘာကာကွယ်စီးလေးထိုးပြီးလဲမထိုးရသေးတာဘာရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့အတွက်နည်းနည်းလေး လိုက်ရခတ်တယ်ပေါ့ဆိုကျွန်တော်အနေနဲ့ပေါ့နော်မေမေလေးကိုအခုတခါလဲမှာကျင်တာကကလေးရဲ့ကာကွယ်ဆေးထိုးကပ်ပြာကိုတေချာလေးသိမ့်ပေးပါဖြစ်နိုင်မယ်ဆိုရင်အဲ့ထိုးထားတဲ့ကာကွယ်ဆေးရဲ့ sticker ကိုအဲ့ဒီ vaccine ဒီကျွန်တော်ကာကွယ်ဆေးကပ်ပြာပေါ်မှာပဲတခါလဲကပ်ပေးပါဒီကာကွယ်ဆေးကဘာအတွက်အရေးကြီးမဆိုဒီကလေးကြီးလာလို့ကြောင်းတက်မယ်ဆိုရင်တချို့ကြောင်းတွေက vaccine record တောင်းပါလေကာကွယ်ဆေးလေးထိုးထားတဲ့မှတ်တမ်းပေါ့နောက်ဒီကလေးနောက်ပိုင်းနိုင်ငံသားကိုပညာတော်တင်သွားတဲ့အခါမှာလဲတချို့တော့ကြောင်းတွေကနေပြီးတော့ဒီကာကွယ်ဆေးထိုးထားမထိုးထားဆိုတာတောင်းပါလေဟုတ်ကဲ့ဆိုကျွန်တော်တို့ဒီဟာလေးကိုတေချာ ာတင်ထားခြင်းအပြင်ဒီကလေးတယောက်ရဲ့အနာဂတ်အတွက်ကောကျန်းမာရေးအတွက်ကောတော်တော်လေးအဆင်ပြေပါတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ကာကွယ်ဆေးထိုးနှံတဲ့အပိုင်းနဲ့ပတ်သက်လို့ပြပြဆုံးဆုံးပြောပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ဆရာကျွန်တော်လည်းကျေးဇူးတင်ပါတယ် โอเคပါရှင်အဲ့တော့အခုဆိုလို့ရှင်တော့လောင်းနို health fix ကကလေးငယ်လေးတွေအတွက်အသက်အရွယ်လိုက်အဲထိုးနှံတဲ့ကာကွယ်ဆေးအပိုင်းနဲ့ဒီလိုကာကွယ်ဆေးထိုးတဲ့ခါသိထားမယ့်အချက်တွေဆွေးနွေးပေးသွားတာပါအဲ့တော့မမီတို့ကလည်းပဲဒါခုနဆရာညွှန်ကြားထားသလိုပဲပေါ့နော်သူတို့ရဲ့ဆေးမှတ်တမ်းတွေကိုသိချသိမ်းထားတာမျိုးနောက်ပြီးတော့လိုအပ်လို့ထိုးနှံရမယ့်ကာကွယ်ဆေးတွေကိုဂယုတစိုက်နဲ့အလေးပေးပြီးတော့ထိုးနှံပေးဖို့လည်းလောင်းနို့ဒီအစီအစဉ်ကနေပြီးတော့ထပ်ပြီးတော့တိုက်တွန်းချင်ပါရှင်အဲ့ဒီနေ့တော့လောင်းနို့ health fix အစီအစဉ်ကဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့မှာလည်းဆရာဦးနဲ့ဆွေးနွေးထားတဲ့အပိုင်းတွေကိုဒါရဲ့အလိုက်တင်ဆက်ပေးသွားဖို့ရှိအောင်မှာဖြစ်ပါရှင် အခုပြသသွားတဲ့ Healthfix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play Application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Healthfix အစီအစဉ်